ဖွဲ့ပေါင်း108ဖွဲ့ဝင်ရောက်ရှင်ပြိုင်တဲ့ World Robot Olympic 2025ပြိုင်ပွဲမှာမြန်မာကလေး3ဦးပထမဆုရခဲ့ပါတယ်။ဆုရရှိခဲ့သူတွေကတော့ဆက်ကျော်သက်အရွယ်မောင်ညံကိုမောင်ကျော်ဖုန်းခန့်စော်နဲ့မောင်မိုးပြည့်စုံကျော်တို့ဖြစ်ပါတယ်။ World Robot Olympic 2025ပြိုင်ပွဲကိုဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာစက်တင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပါတယ်။ We are genius မြန်မာအသင်းကိုစားပြုပြီး AI စနစ်နဲ့ရေးပေါ်ကဲဆဲရေးနဲ့ရှောက်ဖွေးစရုံနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပါ။ World Robot Olympic Asia Pacific Ocean Championship Philippines 2025ပြိုင်ပွဲကိုနိုင်ငံပေါင်း24နိုင်ငံဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ Future Innovator Junior ပြိုင်ပွဲကိုတော့နိုင်ငံပေါင်းစုံ12သင်းဝင်ရောက်ရှင်ပြိုင်ခဲ့ရမှာ We are Genius မြန်မာအသင်းက AI Power Search and Rescue Robotic ကနဲ့ပထမဆုံးကိုရရှိခဲ့တာပါ။